လာရှုမြို့မှာတရုတ်နိုင်ငံပြစ်ခတ်ရင်ဆဲမှုစောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေရလို့သိရပါဗျ။တရုတ်နိုင်ငံအလံနဲ့ပြစ်ခတ်ရင်ဆဲမှုစောင့်ကြည့်ရေးအဖွဲ့တစိုက်ကတ်ထားတဲ့မော်တော်ယာဉ်တွေလာရှုမြို့ကိုရောက်ရှိလာတဲ့ရုတ်တံဖိုင်တစ်ခုလူမှုကွန်ရက်မှာထွက်ပေါ်လာပြီးအစိုးရတရုတ်ကိုယ်စားလှယ်အဖွဲ့မှတရုတ်အာရှရေးရအထူးကိုယ်စားလှယ်တင့်ရှိကျင်းပါဝင်တယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့လည်းတီးကြားအတိမပြုတ်နိုင်တာဖြစ်ပါတယ်။ အလဲမဲမီဒီယာရဲ့ April 16ရက်ကကနအိုးစုံစမ်းသိရှိရမှုအရလာရှိုးမျိုးမှာ MNDAA အဖွဲ့ဝင်တွေရှိနေစေဖြစ်ပြီး NASA ကရဲ့ဒေတာဆိုင်ရာလုံခြုံရေးအဖွဲ့တာဝန်ရှိသူတချို့ရောက်ရှိပြီးဆွေးနွေးမှုတွေပြုလုပ်နေကြောင်းသိရပြီးအခုအခါတရုတ်ကိုယ်စားလှယ်အဖွဲ့လည်းရောက်ရှိနေတယ်လို့ရုပ်သံမှတ်တမ်းထုတ်ပေါ်လာတာဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကိုရုံပိတ်ရက်တွေပြီးဆုံးပြီးအစိုးရရုံးလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်မဲ့ဧပြီ22ရက်မှာလာရှိုးမြို့အုပ်ချုပ်ရေးကော NASA ကရဲ့ဒေတာဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကပြန်လည်လွှဲပြောင်းရယူလက်ပတ်မယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့လက်ရှိအချိန်မှာတိကျတဲ့ထုတ်ပြန်မှုတွေကိုဗတ်အသေးသေးကထုတ်ပြန်ကြေညာတာနဲ့ပြောဆိုမှုတွေမရှိသေးတဲ့အပြင်တောင်ကြီးမြို့မှာရောက်ရှိပြီးတွဲဖက်တောင်ဝင်ထမ်းဆောင်နေတဲ့လာရှိုးမြို့ကဝန်ထမ်းတွေဟာလည်းအခုချိန်အထိအမိတ်တစုံတရာမရရှိသေးကြောင်းသိရပါဗျာ။ ကျွန်တော်တို့ဌာနကအခုထိဘာမှမသိရသေးဘူး။ထွေအုပ်တောင်မရောက်သေးဘူးကြားတယ်။အခုရောက်နေတဲ့အဖွဲ့တွေကလုံခြုံရေးဆိုင်ရာအဖွဲ့တွေလို့သိရတယ်။အခုထိဘာမှတိတိကျကျမသိရသေးဘူးလို့တောင်ကြီးမြို့မှာရောက်ရှိနေပြီးတွဲဖက်တာဝန်ထမ်းဆောင်နေတဲ့လာရှုံမြို့ကဝန်ထမ်းတဦးကပြောပါရယ်။ MNDAA အပါအဝင်မြောက်ပိုင်းမဟာမိတ်၃ဘွဲ့ကိုအကြမ်းဖက်အုပ်စုအဖြစ်2024ခုနှစ်စက်တဘာ၂ရက်မှာမြန်မာအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကကြေညာထားပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကိုကန့်ဒေတာတွေဖြစ်တဲ့ရှမ်းပြည်နယ်မှာရှိတဲ့ကုန်းချမ်းမြို့နယ်နဲ့လောက်ကိုင်းမြို့နယ်တို့ကိုစုစည်းပြီးကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအဖြစ်သတ်မှတ်ပေးထားကလွတ်တော်တွေမှာလည်းကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကနေပြီးမဲဆန္ဒနဲ့အသေးသေးကလွတ်တော်ကိုယ်စားလှယ်တွေလည်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တနယ်၏နယ်နိမိတ်ကိုပြင်ဆင်သတ်မှတ်လိုပါကလုံဆောင်ရမည့်ပြဋ္ဌာန်းချက်တွေကိုပုံမှန်53မှာထည့်သွင်းပြဋ္ဌာန်းထားပါတယ်။